မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါတော့2025ခုနှစ်17လပိုင်းအတွက်တောက်ကြတော်မီမိတ်ဆွေတွေအတွက်တလစာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစရမ်းမှုဆရာကပြောပြပြီးမှဖြစ်ပါတယ်ဥစ္စာပထမတောက်ကြတော်မီမိတ်ဆွေတွေအားလုံးဘေးပညာမှန်နဲ့ဝေးကွာကြပါစေကြောင်းကျွန်တော်ကဒီကနေမြတ်တာကိုဆုတောင်းလိုက်ပါတယ်ဆရာတို့အချိန်ကြီးတွေ့တွေ့နဲ့ပြောင်းလာတာဟောဘာလို့လို့နဲ့အခုဆိုရင်တော့2025ရဲ့နိုဝင်ဘာလတနည်းအားဖြင့်17လပိုင်းကိုရောက်ရှိလာပြီဖြစ်တယ် အဲ့တော့ဆ iam မိတ်ဆွေတောက်ကြလာသမီးတွေဒီ2025ခုနှစ်ဟာဇေရိုဇန်နဝါရီကစလို့ဒီဆယ်လပိုင်းဒီအော်တိုဘာလဒီမှာမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းနဲ့17လပိုင်းကိုထားလိုက်တော့မိတ်ဆွေတို့ဆယ်လပိုင်းတွေမှာမိတ်ဆွေတို့2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ဘာတွေများမိတ်ဆွေတို့ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ဆရာကြီးတာမန်အတိုင်းမှာပဲများဖြစ်ခဲ့သလားဆိုတာဆရာကိုသုံးသပ်ပြပါဦးဒါပြင်ဆရာမိတ်ဆွေတွေအနေနဲ့အဲ ဟိုကျွင့်ရအနေနဲ့ဆရာရဲ့ဟောစရန်နေကိုရောနားထောင်ကြည့်ရလားထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဟောစရန်နေမှာရောအဲမိတ်ဆွေတို့အစဉ်ပြေရလားတိုက်ဆိုင်ရလားဆိုတာလည်းဆရာကိုကောမန်နေတွေမှန်ပြကြပါအောင်လို့ဆရာကထပ်လောင်းမြတ်တာပြောဆိုလိုက်ပါတယ်ထို့အပြင်မိတ်ဆွေတို့တောက်ကြတာမိတ်ဆွေတွေအတွက်အဲဆရာကတလှစာကိုမပြောမီထပ်ပြောချင်တာကအဲဆရာတဖြည်းဖြည်းနဲ့ဆရာနဲ့ကင်မရာရှေ့ဆိုအန်ဒရန်ဖြစ်နေတယ်ကျွန်တော်လည်းတဖြည်းဖြည်းနဲ့အစဉ်မြင့်တင်နိုင်တော့အရင်သွေးကောင်းအောင်မိတ်ဆွေတို့ကြည့်ရတာအစဉ်ပြေအောင်လည်းတတ်နိုင်ဖို့စူးစမ်းပေးနေပါတယ်ခင်ဗျာသို့တော့အဲနည်းနည်းလေးဟို တချို့ကင်မရာလေးနဲ့ဆရာအသားမချသေးတဲ့အခါလိုအပ်တဲ့အရာလေးရှိရင်နားလည်ပြီးကိုလိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့ဆရာမိတ်ဆွေများအားလုံးကဲတောက်ကြလေးအတွက်ကိုစားလိုက်ကြရအောင်ဒီ2025ခုနှစ်စက္ကလပိုင်းမှာတောက်ကြတော်သမီးမိတ်ဆွေတို့ရဲ့ကံဟာတားတော်ဥစွာဆွဲကြည့်ကြအောင်တောက်ကြတော်သမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်စက္ကလပိုင်းရဲ့ကံဟာဘာကိုဖြစ်ဖြစ်ဧကရိကဒါအမရာပြတ်ဖြစ်နေတဲ့အတွက်ဘာကိုမဆိုချစ်တူဆောင်ရွက်လှုပ်ဆောင်မှာအဲစူးစမ်းမှုအောင်မြင်မှုနဲ့ချစ်တူလှုပ်ဆောင်ရင် မဆွဲမလျှော်သောဆွဲလုံးသားနဲ့ဥဆောင်လို့ရဘာကိုဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့အေးချမ်းခြင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ယဉ်ထဲမှာဖခင်နဲ့တူသောစိတ်မျိုးတို့မဟုတ်လို့ရှိရင်အဲလုံခြုံမှုပေးနိုင်စွာအေးချမ်းမှုပေးနိုင်စွာတို့မဟုတ်ကိုကိုယ်တိုင်စူးစမ်းပြီးတော့လုပ်ပြမယ်ဆိုတဲ့စိတ်ကလေးတွေငါမဖြစ်ဖြစ်အောင်တော့လုပ်ရမယ်ဆိုတဲ့စိတ်ကလေးတွေကောင်းသောစိတ်ကလေးတွေကိုမွေးမြူစဉ်းစားနေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့မိသားစုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အရာရာကိုဥဆောင်ကျင်တဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့လာဖြစ်ပါလေ ထို့အပြင်မိတ်ဆွေတို့ကဒီလတာတော်တွေမှာဆိုရင်အစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဒါကြောင့်မိတ်ဆွေတောက်ကြသားသမီးများအနေနဲ့အဲကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာရှေ့တိုးလှုပ်ဆောင်ပြီးတော့စိုးတဲ့အရာလေးတွေမှာတော့တတိထားစင်ရင်ပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့အစိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့လဖြစ်ပါတယ် ဒီလဒီမှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲသောလဖြစ်ပါလေငွေကြေးနဲ့ပတ်သက်သောကိစ္စလေးဒီမှာလူမြင်မခံတာမျိုးကိုယ့်လက်ထဲမှာငွေထားတဲ့အခါလူမြင်နဲ့ငွေတာမမြဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုငွေကြေးနဲ့ပုံနေဟာမတည့်နေတဲ့အကာလလေးတွေဖြစ်တတ်တဲ့အတွက်အိမ်လူရေးကိစ္စမိသားစုရေးကိစ္စလူမှုရေးကိစ္စဘာသာရေးကိစ္စတာရင်းနိုင်ဆောင်တာကိစ္စဟိုကိုယ့်လက်ထဲငွေရှိနေရင်ကိုအเจ้าညာမျိုးစုံနဲ့အဖက်ဖက်ကနေပြီးတော့ငွေကုန်ကြေးကြများတတ်တာမျိုးထွက်တာတာမျိုးကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ငွေကြေးလက်ထဲမှာထားခြင်းထက် ချွင်းချက်အနေနဲ့မိတ်ဆွေတို့ကဘာကိုမဆိုငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာယင်းနှစ်လောက်ဆောင်တာမျိုးဝယ်လိုက်တာမျိုးတွေဘာဖြစ်ဖြစ်ကြံ့ကြတူဝင်နေပဲနဲ့ချစ်တူဆောင်တဲ့လောက်ဆောင်လိုက်တာဟာပုံမအတာကောင်းမှုတော့လားဖြစ်လိမ့်မယ်လို့ဇာကအကြံပေးပြရစီအဲရဆရာရှိတဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပြောဆိုဆောင်ရွက်ပါလက်ထက်မှာငွေထားတာတည်းယင်းနှစ်လောက်ဆောင်တာဟာပုံမအတာကူတက်နိုင်တော့လားဖြစ်ပါတယ် အလုတ်ရှာနေတော့တောက်ကြတော့တမီးတွေအလုတ်တိရရှိတတ်တယ်အလုတ်အတိရရှိတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ကိုပိုင်လုပ်ငန်းစတင်လုပ်ဆောင်လို့ရမိတ်ဆွေများဒီလဟာအကောင်းမွန်ဆုံးနဲ့ကံရဲ့အထောက်အပံ့များစွာရရှိတတ်တဲ့လားဖြစ်တဲ့အတွက်ဘာလို့မဆိုလုပ်ငန်းစတင်ခြင်းဥဆောင်ဆောင်ရွက်ခြင်းတွေအတွက်တော့အားသာပြီးတော့ကောင်းမွန်တိုးတက်နိုင်တော့ကာလဖြစ်ပါလေအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေရှေ့တို့ဆောင်ရွက်ပါကိုဘကအနိုင်ရရှိတတ်သောကံတရားကိုရရှိတတ်ပါလေထို့ပြင်မိတ်ဆွေတို့အနေနဲ့ယုံကိစ္စဟာလာအမှုကိစ္စစာချုပ်စာရန်ကိစ္စစာရွက်စာရန်ကိစ္စတွေနဲ့ပတ်သက်ရှေ့တို့ဆောင်ရွက်လုပ်ဆောင်မှာ ထို့အပြင်မိမိတို့ရဲ့မိသားစုဝင်ဆွေမျိုးသားချင်းတွေထဲမှာအရှုံးအောင်ဖြစ်နေသူများအရှုံးအောင်လွတ်မြောက်လာခြင်းသို့မဟုတ်လို့ရှိရင်အဆက်အသွယ်ပြတ်နေသောမိဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိလာမျိုးပျောက်သောသူချာလီရရှိလာမယ်လားဖြစ်တယ် ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဥကောင်းနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေအတွေးလွန်ပြီးညာအိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးစိတ်ညစ်စရာမိသားစုအပူပိစ္ဆာလေးတွေကြောင့်လာကျမ်းမာရေးနဲ့ပတ်သက်လာရင်အိတ်မပြောတာမျိုးအဲဆရာလိုပေါ့ဟိုအတွေးနည်းနည်းများနေတော့ကာလာခေါင်းမူခေါင်းကြိုက်တွေးတွေးတွေးတက်ကလွှဲရင်စစိုးဝါးတော့ဘာမှမရှိနိုင်ပါဘူးခင်ဗျာဒီလကတော့ဒီမှာအကျိုးပြီးတော့လုပ်ငန်းများကိုဆရာဆက်လက်ပေါ်ပြပေးပါစီ ဒီနေ့တော့25ခုနှစ်ဆက်ကလာပိုင်းမှာတောက်ကြသသမိမိတ်ဆွေများလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းအစ်စ်ပြောင်းလဲလှုပ်ဆောင်တာမျိုးတွေပိုကောင်းပါတယ်ယာရုတိုးဖို့ထက်အဲတပည့်လက်သားအပြိုင်ဆိုင်အတိုက်ခိုက်ရေးတွေဂျုံအားတက်တယ်လို့ယာရုတိုးရဲ့အခါမှာလည်းနေရာထိုင်ခြင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကျတာမျိုးလေးတွေအပြောင်းရွှေ့ကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများတာမျိုးလေးတွေဂျုံအားတက်တဲ့အတွက်တော့ဒီလအပြင်မှာဖြစ်နိုင်ယာရုတိုးဖို့ယာရုတက်ဖို့ပြောဆိုဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့အောက်ဤသိခံထားဖို့လိုအပ်ပါတယ်ထို့ပြင်ကိုယ့်ရဲ့ရှမ်းမီနဲ့ပတ်သက်တာတွေရှေ့တူဆန်လဲလှုပ်ဆောင်မှာ အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်ဥစီဥဆောင်လှုပ်ရှင်နေရှိလို့ကောင်းမှမှာတယ်အမှုပညာနဲ့ပတ်သက်သောလုပ်ငန်းတွေအစိုးအကအရေးအတိပကြီးပမှုဝေရင်ပိရစံကြံပြုတ်ဆောင်ဒါမျိုးတွေနဲ့ပတ်သက်လာရှိလို့ဆောင်ရလှုပ်ဆောင်လို့ကောင်းမြင်မယ် passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးအဲရက်ဝေးခရီးသွားလေးတွေနဲ့ပတ်သက်ရင်တော့တတိထားစီနေရမယ်ကာလဖြစ်ပြီးတော့ငွေကြေးလိမ်ခံရခြင်းတွေအမျော်မှန်းထားသလိုဖြစ်မလာတာမျိုးလေးတွေအလွယ်လွယ်ရှော့ရှော့လေးတွေဖြစ်တတ်တဲ့အတွက်တော့တောက်ကြတာမျိုးမျိုးများခရီးသွားခြင်းကိစ္စ passport visa ဆိုင်ရာကိစ္စနိုင်ငံခြားရက်ဝေးခရီးသွားနဲ့ပတ်သက်ရင်တော့သတိပြုစင်နေရအတွက်တော့လိုအပ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီအလောင်းစားနဲ့ပတ်သက်ရင်အတော်ကိုသတိထားရမယ့်လာဖြစ်ပြီးတော့တွေ့တဲ့လက်ကြက်တပုံဆိုတာမျိုးကံညက်ဆန်းလာမျိုးလေးတွေကိုဖြစ်နိုင်ရင်သတိထားပါ ငွေကုန်ငွေနဲ့ဆင့်ပြီးလုပ်တဲ့အလုပ်တွေအစုရှယ်ယာငွေချင်းနဲ့ပတ်သက်တော့လုပ်ငန်းတွေအစုကြီးတို့ငွေတို့ရှိတာတို့ငှားတာတို့နဲ့ပတ်သက်တာမျိုးငွေချင်းနဲ့ပတ်သက်ရင်ထိတွေ့နေတာမျိုးငွေလွှဲလုပ်ငန်းငွေထုတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အလွယ်လွယ်အမှားအထက်ထက်အော်ချော်ချော်လေးတွေကိုမဖြစ်ပေါ်လာဆိုဒီကိုအတွက်မိတ်ဆွေတို့ပဋိဌာန်းစင်ကြရအတွက်တော့လိုအပ်တော့လာဖြစ်ပါလေ ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုပိုင်ဆိုင်လုပ်ငန်းတွေစံစီစစ်စစပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာတွေအဆောက်အဦဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရလုပ်ဆောင်ရင်အာသာခြင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကံရရဲ့အထောက်အပံ့ကိုရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရသည်။တို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအလားကုန်ဆိုင်ရာလုပ်ငန်းတွေ ထို့အပြင်ပကြီးပမှုတို့ရေးတို့ပုံချောက်တို့အလဲလီအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးရေထွက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေရှေ့တို့ဆောင်ရလွတ်ဆောင်မှာကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရလွတ်ဆောင်တာမျိုးအောင်မြင်တို့တက်နိုင်ပါတယ်ခီးသွားစပစ်စီရင်နဲ့ပတ်သက်ပြီးတော့အရင်အစ်စ်ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ရဝေးမှဆွေမျိုးသားချင်းတွေရဲ့ကောင်းသောသတင်းတွေကြားရတတ်တော့လာဖြစ်ပါတယ်ထို့အပြင်အလူကြီးကြီးပြုလုပ်ရတာမျိုးတွေအလူဒါနာပြုလုပ်ရတာမျိုးတွေကြုံရတတ်တယ်လို့မထင်မှတ်ဖဲနဲ့မိတ်ဆွေအပေါင်းအသင်း အတိတ်တွေရဲ့အကူအညီကိုများစွာရရှိတတ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွင်မှာဆိုရင်ဥဆောင်ရမယ့်ကာလဖြစ်တယ်။သို့တော့ဘာသာကြီးမှာဗဇက်ကဖယားလက်ကခါရဖြစ်နေတာမျိုးလေးတွေတတိပြုပါမိန်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကပြီးတာမျိုးလေးတွေမိန်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအဲဟိုဆွနာလိုပေါ့စိတ်ညစ်စရာလေးတွေကြုံပေးရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေအပေါင်းနဲ့ဟောင်းနေနဲ့ပတ်သက်လာရင်တော့မိန်ဟောင်းဆွေဟောင်းနေမှာတော့တတိထားပါအတူတပြင်ကိုထက်အသက်ငယ်သောမိဟောင်းဆွေအောင်အပေါင်းအဟောင်းလေးတွေမှာတော့ပုံမူပြီးတော့သတိပြုစင်ရင်လိုအပ်သောကာလပိုင်းရှားဖြစ်ပါလေခင်ဗျာ တို့အပြင်ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ review ဆင်ရမယ့်အချက်ကလေးတွေရှိပါသေးတယ်။ကိုကမိမိအနေနဲ့ဘယ်ရောက်မစုံမှန်းနဲ့ထင်ပြီးတော့ပြောဆိုဆုံးဖြတ်ပြီးတော့ဟိုချီးသမရကိုပုံအော်လှောက်ဆောင်တာမျိုးလေးတွေ အာသင်ဟိုမိသင်မြေကြီးချင်းရွှေထီးဆိုတဲ့လုပ်ငန်းတွေကိုတော့တာမန်ထပ်ပို့ပြီးတော့သတိပြုလောက်ဆောင်ရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီ။ OA ရှာမီနဲ့ပတ်သက်တာတွေဆောက်လုပ်တဲ့လုပ်ငန်းတွေအာမခံလုပ်ငန်းတွေဟိုဆနလိုကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေဘာမှမစွချစ်လို့ဆောင်ရလောက်ဆောင်ရင်အာသာကောင်းမှုပြီးတော့ကန်တရားရဲ့အထောက်အပံ့များစွာရရှိတတ်သောကာလဖြစ်ပါလေ။ အရေးကြီးတဲ့ဆိုင်ရောလုပ်ငန်းတွေအသားအိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအလှကုန်ဆိုင်ရာကိစ္စလေးတွေဖန်စီနဲ့ပတ်သက်တာမျိုးလေးတွေဇပင်းတို့ဥမာဒီဇိုင်နာတို့ဂရက်ဖစ်တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလုပ်ဆောင်ရင်ကန်ရရဲ့အထောက်အကူများစွာရရှိတတ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်တော့အဲ ခုတ်ရတခြားချရတခြားဖြစ်တတ်ပါလေ။အမိသားကြီးနဲ့ပတ်သက်ရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်ထောင်ပြုမယ်ပြောကမှပြဿနာတက်တာမျိုးတွေမိသားစုဆွေမျိုးချင်းအဲစကားပြောမယ်ဆိုကမှသူမဟုတ်စကားပြောကြည့်ကြမှပြဿနာပဋိပက္ခလေးတွေပေါ်တတ်တာမျိုးမိမိရဲ့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေအတိတ်ကအဆက်အဆက်တို့တိုက်ဆွဲတို့နှက်ဆွဲတို့ဒီလိုအဆက်ဆက်တွေရဲ့အဲ့ရဲ့ဟိုဆက်လာလို့စိတ်တော့ကပြီးစရာစိတ်ညစ်စရာလေးတွေကြုံရတတ်တဲ့အတွက်တော့တောက်ကြတာမိမိတွေကဒီလားဟာအဲ ိမ်အောင်ပြူချင်းကွမြူချက်တို့ရိုးရာတို့အစရှိတို့ချေချုံလဲမပဲကောင်းဈေးလုံးလဲမကျွဲကောင်းကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဒီရာလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအရှင်ရင်းနဲ့ပတ်သက်လာရင်ဝေးကွာနေတော့မိတ်ဆွေများတုံးနဲ့တူတယောက်နဲ့တယောက်အိုရှင်ထားအိုရှင်ထိကျိုးရှင်ထားကျိုးရှင်ညိတယ်လို့မျိုးအဲမထင်မှတ်ထားလိုက်အောင်အဲ ကြုံဆုံရတာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်တဝင်းတို့ရွတ်စွတ်တာမျိုးလေးတွေကြောင့်တယောက်နဲ့တယောက်အပြင်းထန်ရွက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အရှိရင်မြစ်တာရေးဆန်အားဖြင့်အားလဲတော့လာဖြစ်ပြီးတော့အိမ်တော်ပြည်ချင်းစစ်ဆက်ချင်းပြောဆိုလှုပ်ဆောင်လာမှအထင်အမော့ကြံ့ကြာလေးတွေကြုံရတတ်တဲ့အတွက်တော့ဇာမင်းတောက်ကြသားသမီးမိတ်ဆွေများဖို့အရှိရင်မှာတော့လူငယ်တွေသတိပြုစင်ကြင်ရလိုအပ်ပါတယ်မိမိရှိသောမြန်နိုးသောသူကိုဖွင့်ပြောလိုက်တာမှအထင်မြင်မှားတာမျိုးလေးတွေသတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပါတယ်ပတ်စံပြောက်တာမျိုးတခိုးခိုးခံရတာမျိုး စက်ပစ္စည်းပျောက်တာမျိုးတခုခုခံရတာမျိုးဒီကြုံဟတ်တက်တဲ့အတွက်တော့သတိထားဆင်ခြင်ပြီးတော့တမိုးရှိတဲ့အရာတွေကိုထားတဲ့အခါမှာလည်းအထာမအလုံးမအဝယ်မတွေဖြစ်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွေမှာဆိုရင် ိန်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိန်တော်ကြီးနဲ့ပတ်သက်လို့တော့စိတ်ချမ်းသာစရာပါပဲဒီလက်ကတော့ဒီမှာဆိုရင်ငကူကဝေးကွာနေတော့အိန်တော်ရှင်များအခုပြန်လဲစုံစည်းတာမျိုးလေးဒီကြုံရတတ်တယ်လို့အိန်တော်ကြီးနဲ့ပတ်သက်လာရင်ငကူကသွေးအေးနေတော့မိတ်ဆွေများအိန်တော်ကြီးနဲ့ပတ်သက်လို့များစွာအထောက်အကူရရှိပြီးတော့အိန်တော်ဘက်ရဲ့အကြောင်းပြုပြီးဖြစ်စေအိန်တော်ဘက်နဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေအစင်ပြေလာတာမျိုးအိန်တော်ဘက်ရဲ့အထောက်အကူကိုများစွာရရှိတတ်တာမျိုးထူးထူးခြားခြားပြောင်းလဲမှုတွေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်တော့အိန်တော်ကြီးနဲ့ပတ်သက်လာရင်ဒါသမီးကိစ္စလေးတွေကြောက်ချစ်လို့ဆောင်ရွက်တိုင်းမင်းနာမျိုးလေးတွေအိန်တော်ကြီးနဲ့ပတ်သက်လာရင်မိမိရဲ့အိန်တော်ဘက်အပေါ်မှာ အတုံးနဲ့တူတယောက်နဲ့တယောက်နှွေးထွေးမှုနဲ့ငြိမ်းချမ်းမှုလေးတွေကိုရရှိအောင်စွမ်းဆောင်မှာပုံမူပြီးတော့အားသာပြီးတော့အဆင်ပြေဈေးနိုင်ပါတယ်ဒီနေ့မှာစကားလေးတစ်ခုဖြတ်ပြောပြရစီဆရာတွေ့ကြုံမဲ့ကျွန်တော်ပြည်နေဆရာဖြစ်တာ9နှစ်ကျော်လို့ကြော်လာပြီဒီအတော့ပြန်မှာကျွန်တော်တွေ့ကြုံရသမျှလေးကိုစကားလေးတစ်ခုတော့ဆရာအမေစုများမေတ္တာနဲ့လက်ဆောင်ပေးပြရစီကျွန်တော်စကားပုံတစ်ခုကြားဥပါတယ်မိသားစုထဲမှာတာသမီးတွေလိမ်မာရှင်ယောက်ျားကမိန်းမကိုရှစ်ပြပါတယ် ်မိန်းမကယောက်ျားကိုယူတည်ပြရင်သာသမီဟာဆုံးမစရာမလိုပဲလိမ္မာပါတယ်တဲ့ဒါကတော့ကြားဖြတ်ပြောလိုက်တာပေါ့တို့တော့မိတ်ဆွေများခင်ဗျာကတချို့မိသားစုတွေဆိုလို့ရှိရင်အဲဗီရင်းစရာဆိုတာကန်ဆာတာတက်လာမယ်သူနဲ့ညံ့လာမယ်သူကိုကြိလိုက်တာနဲ့အများစုသိပါတယ်ဘာလို့သိလဲဆရာကြီးဆိုရင်ကန်ဆာတာတက်တော့မယ်မိသားစုဟာအဲတယောက်နဲ့တယောက်တူးနဲ့တူးရှစ်ရှစ်ခင်ခင်ကြင်ကြင်နာနာရှိရတယ်လို့ လင်ကလည်းလင်ကိုမရကလည်းမရကိုအဖေကလည်းဖအေးကိုမအေးကလည်းမအေးကိုသာသမီကလည်းသာသမီကိုတဦးနဲ့တူတယောက်နဲ့တယောက်အကိုမောင်နှမညီကိုမောင်နှမတွေအဲတူတုံစင်းမဲ့ဖြစ်ဖြစ်တွေးစည်းပြီးတော့ညီညွတ်နေရင်မိသားစုကမကြပါဘူးအဲ့ဒီမိသားစုကကျင်းသိစီးပွားတက်တော့ပါလိမ့်မယ်ဘာပဲလုပ်လုံတော့ဟဲ့သူကသူဘာပဲလုပ်နေလုပ်နေအရင်မဲ့ငွေဝင်ငွေကောင်းပါလေပြောပြောမိတ်ဆွေများမိသားစုအတွင်းမှာ တူနဲ့လူတစ်ယောက်နဲ့တစ်ယောက်နားလည်မှုလွဲတာများမျိုးတစ်ယောက်ကဟွန်းတစ်ယောက်ကဟဲဆိုတာမျိုးကိုယ့်ရဲ့အိမ်လူကြီးကိစ္စတွေကိုအခြားသူတူတစ်ယောက်ကိုပြောနေရပြီဆိုရင်ဂျင်းတည်ပါတယ်အဲ့ဒီမိသားစုမကြခင်စီးပွားပြက်ပါတော့မယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့စီးပွားရေးမိသားစုရေးအဆင်မပြေရင်မိသားစုရေးအဆင်ပြေအောင်နားလည်မှုမလွဲအောင်ကြိုးစားရင်စီးပွားရေးအဆင်ပြေပါမယ်စီးပွားရေးဘလောက်ပဲကောင်းကောင်းမိသားစုရေးဒီမှာနားလည်မှုလွဲနေရင်တော့ဂျင်းတည်ပါတယ်ခင်ဗျာ မိတ်ဆွေတို့မကြခင်မှာအခက်အခဲအကျက်တွေကြုံလာအတက်တာကိုကျွန်တော်လေ့လာဖို့တည်းများဘဝတ္တရာလေး share လုပ်နေတဲ့ဆက်ပြောလိုက်ရအောင် တောက်ချတာသူမျိုးစုများအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်ပါလေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးဝေးကွာနေတော့အိမ်တော်ဗမာပြန်လဲတွေ့ဆုံရတာမျိုးတွေကြုံရတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြသည်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးခီးသွွားတာမျိုးတွေတော့အကျိုးပေးအားသာကောင်းမှာလေပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခီးသွွားရဝေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကြန့်ကြာဟန်တားနိုင်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်လို့လူရောမလွယ်ပါနဲ့တတိထားစီနေပြန်လိုအပ်ပါလေပတ်စံပြောက်တာမျိုးတကူးကူးကန်ရတာမျိုးကပိုက်နိုင်ကန်ရတာမျိုးကြီးကြုံရတတ်တယ်လို့နှမိုးရှိတဲ့အရာလေးတွေထားတဲ့အခါမှာအထားမှားတာ လူတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ဒီလာတာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဟိုဘာကိုမဆိုအရေးကြီးသောကိစ္စတွေကိုပြည့်မှုဆောင်ရွက်တဲ့အခါမှာတောက်ကြတောက်ကြချင်းတွဲဖက်လုပ်တာမျိုးတွေသို့မဟုတ်တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်အဲ ဒီလာတာတော့ပြင်မှာမိတ်ဆွေတို့နဲ့အိမ်သွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေကိုပါဝင်ခြင်းကိုဖွင့်ပြောတာမျိုးမိဟောင်းစုရောင်းတွေကိုတိုင်ပင်လာမျိုးလေးတွေဟာစိတ်ညစ်စရာတွေကိုပြဿနာတွေကိုပြန်လည်ယူဆောင်လာတာမျိုးတွေဖြစ်တဲ့အတွက်အိမ်သွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာတော်တော်သိသိနဲ့ဖြေရှင်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီမိသားစုအပြင်မှာတအူးပေါ်မိသားစုတို့အခြားသူတအူးတယောက်ကိုအကြောင်းပြုပြီးစေတနာတွေကြောင့်ဝေဒနာဖြစ်တာမျိုးတွေကိုမိသားစုမှာအပွဲအကြောင်းတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ အဲမိမိတို့ရဲ့မိသားစုတဲ့အခြားသူကိုကိုညီဆောင်ရွက်စတာမျိုးလေးတွေမှာတော့သတိပြုစင်ကြင်ရတော့လိုအပ်ပြီးတော့အာဟာနာရင်ခါပါတတော်လာဖြစ်ပါတယ်။ဗဇက်ကဖရားလက်ကကာယဖြစ်နေတတော်လာဖြစ်တယ်။ဒါကြောင့်တောက်ကြတောက်မိမိတ်ဆွေများဟိုအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်တမ္မာတံပုတ်တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုန်းနဲ့၁၂ရက်တည်းအဋိဋ္ဌံပြုလိုက်ပါကတောက်ကြတောက်မိမိတ်ဆွေများအစဉ်ပြေလာမှာအတိအကျပဲဖြစ်တယ်။ ဆရာကြီးပတိတော်မစိတ်ခင်မှုပဋ္ဌာန်းယွတ်တာမျိုးပညာယွတ်တာမျိုးဘာတွေယွတ်တင်တယ်လဲဆရာကြီးဆိုရင်တော့မိုက်ဆွေလိုမြန်မဟာသမယတုတ်ကို73ရက်74ရက်တိတိအဋ္ဌကံပြုပြီးတော့အိမ်ကမိမိအိမ်ရာမြတ်စွာဘုရားမှာပူဇော်ခြင်းအဖြစ်ကန်စာတာညံ့နေတော့ကံကောင်းမှုတွေရရှိလာမှအတိအကျပဲဖြစ်တယ်ဒါဟာပြင်တောက်ကြတာသမီးမိတ်ဆွေတွေဒီလာတာတော်တယ်မှာဆိုအဝါရော အသားရောင်ထို့လူအစိမ့်အောင်ကြီးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့တောက်ကြတောက်ကြချင်းတွဲလောက်တာမျိုးတနည်းငွေသားသမီးတွေဟာကံရဲ့အထောက်အကူရရှိတတ်သောလဖြစ်ပါလေဒီလက်တာတော့ဒီမှာဆိုအချိုးပိသုစီတော့ကဏ္ဍအဖျားလေးနေနဲ့လျှောက်ကဏ္ဍရှစ်ကဏ္ဍတုံညာကဏ္ဍတွေကမိတ်ဆွေတို့တို့အချိုးပိခံကောင်းပြီးအားသာစီပါလေအချိုးပိတော့အရက်ဟာအရှိမြောက်တောင်ရဖြစ်ပါလေစန်တီယာအရက်ကတော့တောင်ဆူဆူအရက်ဖြစ်ပါလေဒါပေမဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟလာအရာရာကိုတတိယစီနေရမှာကတော့ မိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်တော့အရာရှိတာငှားတာလေးတွေမှာသတိပြုဆင်ခြင်ပေးရန်လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့အိမ်လေးရေးကိစ္စအရှေ့ရေးကိစ္စတွေမှာငွေကုန်ကြီးကြအများရတာမျိုးတွေဖြစ်ရတတ်တဲ့အကြောင်းမျိုးငွေကြေးနဲ့ပတ်သက်ရင်ဇာငယ်ကိုအံ့ရင်လည်းအထားလို့ရပါတယ်။ကောင်းပြီ။ဆိုတော့မိတ်ဆွေတို့အဆက်ဆက်အရာအဆင်ပြေအောင်မြင်စေရန်အတွက်အရေးကြီးသောကိစ္စတွေကိုပြုမူတဲ့အခါကြစားပရိသတ်သမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကံရဲ့အားနည်းမှုကိုရရှိတတ်သောလဖြစ်တဲ့အတွက်တော့သတိပြုစင်ကျင်တာမျိုးကြစားပရိနေတွေမှာအရေးကြီးသောဆောင်တာလုပ်ငန်းတွေကိုသတိထားစင်ကျင်လှုပ်ဆောင်ရန်လိုအပ်သောလဖြစ်ပါတယ်။ဒါအပြင်တောက်ကြသားသမီး မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်အတွင်းမှာမိမိတို့ရဲ့နော်ဟိုဆက်လာလို့ပေါ့ကန်ဆာတာတက်စီရင်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်နေတဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြစီရင်တို့ကမိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိမိတို့အနေနဲ့အခြေဘက်အရက်ကိုမျက်နာမှုပြီးတော့အရဟံသိတိဘဂဝါအောင်ဆိုပြီးတော့ အဲ20နဲ့ခုနှစ်ခေါက်တိရွတ်ဆိုပြီးတော့မိမိတို့ရဲ့လိုရာကိစ္စကိုပြောဆိုဆောင်ရရင်အောင်မြင်တိုးတက်ကံကောင်းစီမှာအတေကြပဲဖြစ်တယ်။ဒါပြင်တောက်ကြတော်မိမိဆိုရင်ဒီတလတာလုံးမှာအဆက်ဆက်ရရကံကောင်းစီပြီးအောင်မြင်မှုတွေအစဉ်ပြေမှုတွေရရှိစေရန်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်သူအယောက်ဖတ်စီမှုတွေဆိုရင်မိမိတို့ရဲ့ပုံပစ္စည်းတွေကိုဆရာတို့ဖုံးအားကြိုးလေးတစ်ချောင်းနဲ့သို့မဟုတ်ရင်မီးကြိုးလေးတစ်ချောင်းလက်စစ်မီးကြိုးလေးတစ်ချောင်းနဲ့ဖြစ်စေအအဝါယာကျုံးလေးတစ်ချောင်းနဲ့ဖြစ်စီမိတ်ဆွေတို့ရဲ့ကွန်ပျူတာစီးတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းဟာမျိုးဟာမိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းရဲ့အယောက်တွယ်အယောက်ဖက်သွားစီမှာအတိကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေအောင်ယူတိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရေရာမပြောမီမှာဇယံငနာမပေးတင်မိချင်ရင်ခွန်ကိုတုံညာ2ကိုတုံညာ4တက်လျှောက်790290416မှာဖြစ်စီ WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းထပ်လောင်းပြောကြားရင်းနဲ့တောက်ကြသာသမီမိတ်ဆွေများဒီတလတာတော်တွေမှာအဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကအားကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဈေးဆိုင်အမြင့်တနေရာတင့်တင့်လျောက်ပဲနေရာအမြင့်တနေရာမှာ ဇပွဲတစ်ခုပေါ်မှာဖြစ်စီတထောင်နံလေးတစ်ရွက်ကိုမှောက်ပြီးတင်လိုက်ပါတထောင်နံလေးတစ်ရွက်ကိုမှောက်ပြီးတင်လိုက်ပါမှောက်ပြီးတင်ပြီးတော့အပေါ်မှာငါးတက်တာဘူးလေးအစ်တတဘူးတင်ပါငါးတက်တာဘူးလေးအစ်တတဘူးတင်ပါတင်ပြီးတဲ့အခါမိတ်ဆွေတို့နေနဲ့တထောင်နံလေးတစ်ရွက်ကိုမှောက်လိုက်အပေါ်မှာငါးတက်တာဘူးလေးတဘူးအစ်တတင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်အစိမ့်အောင်လေးတစ်တိုင်းတင်ထွင်းခြင်းအားဖြင့်မိတ်ဆွေတို့ငွေကြေးကံကောင်းပြီးအောင်မြင်ပါအသေးချာပဲဖြစ်တယ်ကျပြန်ပြောပြပါမယ် တထောင်နှံလေးတစ်ရွက်ကိုမှောက်ပြီးတော့အစိမ်းရောင်ငါးတိတာဘူးအတိတ်တဘူးတင်ပြီးတော့အစိမ်းရောင်ပြောင်းနိုင်တဲ့တိုင်တင်ထွင်းခြင်းအားဖြင့်နေ့စဉ်ရမပြတ်ပြုလုပ်လို့လည်းရပါတယ်ဒါဆိုရင်ပိတ်နေတဲ့လက်တွေပြုဝင်လမ်းပြီးအဆက်ဆက်ရအစင်ပြအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံး2025 17ပိုင်းပြည်မှာတက်နေတဲ့ဘုလောက်ဝင်ပြုလို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်လို့ဒုပိတ်တန္တရာတတ်တန္တရာယောဂကန္တရာဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစေကြောင်းကျွန်တော်